ယောယောအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့က Dairy of the Win Week ခေတ္တရအထင်ရဆက်ကောင်ကောင်ဖြစ်တဲ့ Roderick အကြောင်းပြောပြမှာဖြစ်ပါတယ် Greg ရဲ့ကိုကြီးတယောက်ဖြစ်တဲ့ Roderick ကသူအစွဲလမ်းဆုံးဖြစ်တဲ့ကိုပိုင် Robert Lord Dipper ရဲ့တန်းဆုံး DY တွေကိုအယူအမူဆွဲလမ်းသူတယောက်ဖြစ်ပါတယ်သူ့ဘန်းရဲ့တန်းဆုံးသေဂီတာတွေသူပဲကြိုက်ပြီးတော့ပဝင်းကျင်အတွက်ကတော့အနောက်ရှက်တစ်ခုလိုပဲမြင်ပါတယ်ပဝင်းကျင်ကဘလောက်ထိအားပေးလဲဆိုရင်တချင်းသက်မသီးဘူးပတ်စံပေးရတဲ့အထိပါပဲ ပြီးတော့သူကတနေကုန်တနေကအိပ်ပြီးတော့ပြင်းတဲ့လူတယောက်ပါပဲအဲအကြောင်းလဲစာဖတ်သူတွေစကားကြည့်သူတွေကသူ့ရဲ့စကောင်ပြတ်တက်လာခြင်းဖြစ်ပါတယ်โอเคအဲ့ဒါဇလန်းလေးအကြောင်းရှင်းပြပေးပါမယ် ရော့ဒရစ်ကလွတ်လွတ်လပ်လပ်နေတက်သူတယောက်ဖြစ်ပြီးတော့သူ့ကိုဘယ်သူမှမထိန်းချုပ်နိုင်ဘူးလို့ပြောသားခဲ့ပါတယ်။ဘာလို့အဲ့လိုပြောရလဲဆိုရင်တော့သူ့ဘာသူဟစ်ကျွေးတဲ့ဇကားကြီးရှိပါတယ်။အမှအင်စာလုတ်ဖို့အချိန်မရှိဘူးအလုတ်လုတ်ဖို့စိတ်ဝင်စားဘူးဆိုတဲ့ဇကားကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာတကယ်ဆရာတဆူပါ။အမေခန်းသမီးလုပ်ကြီးဆိုင်ရာတော့သူ့ညူပဲလုတ်ခိုင်းပြီးတော့ trendy မဲ့အချိန်ကုန်နေပေါ့ဗျာ။ပြီးတော့သူကလူငယ်ဖြစ်လာတဲ့အင်အားမိပါရယ်ဆန့်ကျင်တတ်သေးပါတယ်။ဥပမာကျွန်တော်ပြောပြရရင်သူ့မိကကိုခိုးပြီးတော့တင်းတင်းနဲ့မောင်းပြီးတော့ဖျက်ဆီးပစ်တာ ိမ်မှာပါတီလုပ်တာ Robert Lodge ဘာအရာအလုံးထက်ဦးစားပေးတာအဲ့အချက်တွေကိုတော့တွေးမြင်ကြမှာဖြစ်ပါဒါပေမဲ့သူရဲ့ Lodge တင်ပါတော်တော်လေးညံ့တဲ့ဘန်တစ်ခုဖြစ်ပါညံ့လာမှာခြာတူးတန်နေတာပါပဲပြီးတော့သူကသူ့ credit လေးကိုသူ့ရဲ့ဘန်နဲ့ propose လုပ်လိုက်သေးပါတယ် Oh wow Oh wow It's your favorite song Oh wow ကောင်းပါလေစိတ်ပြတ်ဖို့။ညာစိတ်ပြတ်ဖို့ကောင်းအောင်ဆိုရင်တော့သူတို့စိတ်ပြတ်ဖို့ကောင်းအောင်မဟုတ်ပါဘူး။ โอเคဇာတ်လမ်းပြဆက်မယ်။ तू อ่ะ तू ညီ grad ကိုအမြဲတမ်းနိုင်ချင်းပုံကြတတ်ပဲ။ तू ပူပေါင်းလိုလာတဲ့အချိန်ညိုင်းတော့ तू อ่ะပူပေါင်းပါတယ်။ညီကိုနှကောင်အမြဲတမ်းတဲ့ပဲ။ပါတီလုပ်ဖို့ကဲဖို့ဆိုရင်တော့နှကောင်သားအရန်တိုင်ပေါင်းညီပါတယ်။နောက်ထပ်တော်ရလဲဆိုရင်တော့ rocket blue လို့ရေးထားတဲ့ကားမြေအောင်ခန်းနဲ့ကလော့မပါတဲ့ကားနဲ့ပြန်ပြီးတော့လဲထားလိုက်ပါတယ်။နောက်ဆုံးတော့လည်း तू ညီကောင်းမှုနဲ့အကုန်လုံးပေါ်လာတာပဲ။တော်တော်ဒီမှာတော့ Rorick ကသူ့ရဲ့ညီလေးကိုနွေရသီမှာဂေကူကန်သွားပြီးပြီးတော့လဲသားလိုက်ပါတယ်။ဘလို့လဲသားလိုက်ရတော့ကျွန်တော်မသိပါဘူး။အမှောက် Grey ရဲ့နွေရသီကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းအောင်ခဲ့ပါတယ်။ Rorick ကသူ့ရဲ့ညီလေးပေါ့။ရမ်းနိုင်ခြင်းနိုင်ပါတယ်။ ဥပမာကျွန်တော်ပြောပြရလေရင်တော့ Rory ကတူတူပါတီလုပ်မယ်ဆိုပြီးတော့မြောက်ခန်းထဲမှာပိတ်ထားတာတို့ဒူအန်လာဝဲနဲ့ဘိုးဘိုးကြီးကမှပပေးထားတိတ်ခွေကိုယူထားတာတို့အဲ့လိုမျိုးအကြက်ကင်နိုင်ပါတယ်ကျွန်တော်တို့မေးကြမယ် Rory ကိုဘာလို့ကြိုက်တာလဲမေးကုန်းဖြေရရင်တော့ Chris ရဲ့ဇက်ကောင်ကအာဝါရာကိုနေတဲ့အပြင်သူတို့လိုတင်းနေကြဇက်ကောင်တွေကိုလူငယ်တိုင်းကြိုက်ကြပါတယ်သူ့ပြင် Rory ကဟာတာညံပြင်းပြီးတော့သူ့ရဲ့အလွဲတွေမိဘကိုမလိမ့်တဲ့ဘက်လိမ့်တဲ့နီးတွေသူ့ရဲ့ဘန်းအပေါ်မှာကြိုးစားမှုတွေကရင်စရာကောင်းတယ်လို့လူငယ်လဲဆန်ပါတယ်ဥပမာသူ့ဘန်းရဲ့ကိုရိုင်းရေးဆရာတစ်ခုဖြစ်တဲ့ န်တာကလက်ဆိုရင်တော့တန်တာကလက်ကလက်ကလက်ဆိုပြီးတော့အချိန်ချင်းရွတ်ပြရတဲ့ချင်းပဲဖြစ်ပါတယ်။အရိကသူညီလေးကိုမြဲနိုင်ချင်းတက်ပြင်မယ်။ခလီရိုက်တော့ကာဝေးပြတ်ပါတယ်။ဟိုရွတ်ပြရရင်တော့သူညီလေးကိုဘူလီကောင်းလေးစီကကာဝေးရတာတို့တင်းနေစီကစီကကာဝေးရတာတို့ပေါ့ဗျာ။စောက်ထဲကရော်ရင်တို့နိုင်ရှင်ရရင်တော့ဗျာ။ဒီပန်ဘူစတစ်တိူးဆောင်နာရီရော်ရစ်ကစောက်ထဲကထဲဘူရိုင်းပြတာပေါ်ပြထားတယ်ပေါ့ဗျာ။စောက်ထဲကရော်ရစ်ကတော့တိတ်တဆိတ်လေးလေးသက်သက်သူပဲဖြစ်ပါတယ်ဗျာ။သူ့ရဲ့ထင်ရှားတဲ့စကားလုံးတွေကတော့ ငါမှလွန်စော်ဘူးမရှိဘူးငါအတွက်လွန်စော်ဘူးဆိုတာမဟုတ်ဘူးဆိုတဲ့ဟာတွေပေါ့ဇော်တဂျေဘာကကမ္ဘာပထမအဦးဆုံးဆိုးရွားတဲ့ဘန်မဟုတ်ဘူးငါတို့ကဒုတိယအဆိုးဆုံးကွာဆိုတဲ့စကားစုတွေဖြစ်ပါတယ်အဲ့ဒါမို့လို့ဗျာကျွန်တော်အချင်းချင်းပြန်ပြောရရင်တော့ရော်ရစ်ကပရိသတ်တွေကိုဂျေမော့စီရဲ့စကောင်တကောင်ဖြစ်ပြီးတော့ညီအကိုယင်းနှီးမှုလည်းပေါ်ပြထားပါတယ်သူ့ကိုဟာသာသဘော ဖြင့်အင်းကြီးစွာဒိုင်းပြစွာ grab ball တွေနိုင်ချင်းစွာပေါ်ပြထားပေမဲ့တခါတလေကြရင်ကုနီတက်တဲ့စက်ကောင်တကောင်ပဲဖြစ်ပါတယ်အဲအကြောင်း grab ကလူကြိုက်များတယ်လို့ထင်ရပါတယ် rory ကြောင့်ဒီလောက်ပါပဲ channel ကအခုမှအသိမို့လို့ like and subscribe လုပ်ပါအားလုံးပဲ peace